အားလုံးပဲမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ဘိုင်ယန်မြူးနစ်အသင်းရဲ့ပြင်သစ်တောင်ပိုင်းကစားသမားဖြစ်တဲ့ခိုးမန့်စ်ကတော့ဒီနိုယာဒီမှာပဲဘိုင်ယန်မြူးနစ်အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ပြီးပြီဆိုပြီးဖော်ပြထားတယ်။လက်ရှိမှာတော့ဒီကစားသမားကိုပေါ့လေဒါပရီးမီးယားလိဂ်ကလပ်အသင်းတွေအပြင်ဘာစီလိုနာအသင်းကပါခေါ်ယူဖို့ကြိုးပမ်းတာဖြစ်ပြီးတော့မှလက်ရှိပေါ်လေဒါဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒီကိုစ်ကတော့ဒါခိုးမအပါဝင်ကျွန်တော်တို့ဒါတစ်ဖက်မှာအာဒီမက်ကရက်ဖို့ကိုပါခေါ်ယူဖို့ ဒါဥက္ခရာကစိတ်ဝင်စားနေရဆိုပြီးတော့မှ Sky Sport Germany ကတုံးတက်ထားတယ်။ရေမဆိုးတဲ့အသင်းရဲ့ကျွန်တော်တို့ဒါ Germany နောက်ခံကစားသမားဖြစ်တဲ့ Rudy ကတော့လက်ရှိမှာတော့ Sorry Club တည်းရဲ့မြန်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့မြန်မာတဲ့လာစာနဲ့ကန့်လတ်မှုကိုပယ်ချထားပြီးတော့မှနောက်ထပ်ပေါ်လေတရားစီရေမဆိုးတဲ့အသင်းမှာပဲဆက်ရှိဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့မှကျွန်တော်မာကာကဖော်ပြထားတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွေးလေကစားသမားဖြစ်တဲ့ဘရူနိုဖာနန်ဒက်ကတော့ဒါကျွန်တော်တို့ပေါ့လေတကယ်ဒီ sorry အာရေဗျကလပ်အသင်းဖြစ်တဲ့ဒီအဲအဲဟာလီအသင်းရဲ့မြန်မာတဲ့လာဇာနဲ့ကလပ်မှုကိုပယ်ချခဲ့တယ်ဆိုပေါ်ပြထားတယ်ဆိုပြီးခဲ့တဲ့3ရက်လောက်တည်းကကျွန်တော်ဘရူနိုဖာနန်ဒက်ကိုတပတ်လောက်ကပေါင်9သိန်းလောက်ထိပေးပြီးတော့မှစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ချိုးပန်းနေတဲ့ sorry ကလပ်ရဲ့ကမ်းလှမ်းမှုကိုကစားသမားကတော့ပယ်ချခဲ့တာဖြစ်ပြီးတော့မှဥရောပ မှာပဲပေါ့လေသူအနေနဲ့ဆက်ရှိခြင်းနဲ့လက်ရှိမှာတော့ဒါ Manchester United အသင်းရဲ့အနာဂတ်စီစဉ်နေမှာပဲဒီသူ့အနေနဲ့ပေါ့လေဒါစိတ်ဝင်စားနေတယ် Manchester United အသင်းရဲ့အနာဂတ်စီစဉ်မှာပဲဆက်ရှိဖို့ဆုံးဖြတ်ထားတဲ့အခြေအနေကြောင့်မလို့ Sorry Club ရဲ့မြန်မာတဲ့လာစာနဲ့ပေါ့လေကလတ်မှုကိုဒီကနေ့မှာပဲပယ်ဆခဲ့တယ်ဆိုပြီးတော့မှ Fabrizio Romano ကဖော်ပြထားတယ်ဒါပြင်ကျွန်တော် Manchester United အသင်းက ီနေရာဒီမှာဒုတိယမြောက်ကစားသမားခေါ်ယူမှုအနေနဲ့ကျွန်တော်တို့ Brandford တိုင်းစစ်ကစားသမားဖြစ်တဲ့ Bumo ကိုခေါ်ယူဖို့ Bumo နဲ့ Manchester United အသင်းကြားမှာ Griezmann ရခဲ့ပြီဆိုဖော်ပြထားတယ်ဆိုတော့ ဒါကျွန်တော်လက်ရှိမှာတော့ဗောလေဒါခူးညားကိုကျွန်တော်တို့ဥပါဒအသင်းစီကနေ Manchester United အသင်းကခေါ်ပြီးပြီဒါပြောင်းရွှေ့ရေ Euro 60ကျော်နဲ့ဗောလေပြောင်းရွှေ့ရေ Euro တန်း60ကျော်နဲ့ခေါ်ပြီးပြီအာလက်ရှိမှာလည်းဒီဗောလေ Brandpo တိုက်စစ်ကစားမှာဖြစ်တဲ့ဘူမိုကိုခေါ်ယူပို့ပို့ကိုရေးဆိုင်အဖြစ်သဘောတူညီမှုရပြီးပြီဆိုတော့မကြခင်မှာပဲဒီအပြောင်းရွှေ့ကဖြစ်မြောက်ဖို့များသွားပြီဆိုတော့ဘူမိုကိုတော့ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Arsenal, Tottenham Hotspur အသင်းနဲ့တခြားသော Premier League ကလပ်တွေကခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပေမဲ့လို့ ဘူမိုကိုတိုင်းကမန်ချက်စတာယူနိုက်တက်တီးရဲ့နေပြဖြစ်တဲ့အမ်ဘိုရင်ရဲ့အစီအစဉ်တွေကိုဒါစိတ်ဝင်စားတဲ့အခြေအနေကြောင့်မလို့ယူနိုက်တက်အသင်းကိုသာပြောင်းရွှေ့ဖို့ဂျိုးပန်သွားမယ်ဆိုပြီးဖော်ပြထားတယ်။ဘာစီလိုနာအသင်းကတော့အက်စပညိုအသင်းရဲ့ဂိုးသမားဖြစ်တယ်ပေါ့လေ။ဒါကျွန်တော်တို့ဒီကာရီကာကိုခေါ်ယူဖို့အာကစားသမားနဲ့ဘာစီလိုနာအသင်းကြားမှာအဂရီစမန်ရခဲ့ပြီဆိုပြီးသိရတယ်။ so season 2ကိုတော့ပြီးခဲ့တဲ့ຢာစီတုန်းကသူတို့တရာစီအငားတရာစီပေါ့လေ sorry တရာစီနဲ့သူတို့ခေါ်ထားတယ်တရာစီစက်ကျုံနဲ့ခေါ်ထားတယ် season 2ရဲ့ဒီအာကျွန်တော်ຫນွေຢာစီမှာပဲ club တင်းကထွက်ခွာဖို့များတဲ့အချိန်ဒီမှာလက်ရှိမှာတော့ Barcelona တင်းက suspend ဒီပေါ့လေ Espanyol အသင်းရဲ့ကိုးသမားဖြစ်တဲ့ကျွန်တော်တို့ဒါ Gareca ကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်တယ် Chelsea တင်းကတော့ Sporting Lisbon တင်းရဲ့ဒါပေါ့ဒီပေါ်တူဂီလူငယ်ကွင်းလေကစားသမားဖြစ်တဲ့ Asu ကိုခေါ်ယူ နိုင်ခဲ့ပြီဆိုပြီးတော့မှကလပ်တင်းကတရားဝင်ခြင်းညာထားတယ်ဆိုတော့ကစားသမားကိုတော့ဒါကျွန်တော်တို့ Chelsea တင်းကပြောင်းရွှေ့ခြင်းနဲ့ Euro 20နှစ်တက်သမား3တန်းဒီ Sporting Lisbon တင်းကိုပြေးချေခဲ့ရတာဖြစ်ပြီးတော့မှကစားသမားကကျွန်တော် Chelsea တဲ့နဲ့၈နှစ်တန်းရှိတဲ့စာချုပ်နဲ့ကျွန်တော်တို့ဒါချုပ်ဆိုနိုင်ခဲ့တာဆိုတာလည်းသိရတယ်။ဆိုတော့ကစားသမားက2033 ठी Chelsea တဲ့မှာဆက်ရှိမှာဖြစ်ပြီးတော့မှကျွန်တော်ຫນွေရဒီမှာကစားမဲ့ Class <laughs> World Cup ပြိုင်ပွဲအတွက်ကစားသမားကိုဆင်းတင်ထားပြီးတော့မှကစားသမားကကျွန်တော်ခလပ်ဝါကပ်ပြိုင်ပွဲမှာစတင်ပြီးတော့မှ Chelsea တဲ့ကစားသမားဆင်းမှာပါဝင်လာဖို့အခြေအနေရှိရဲဆိုပြီးတော့လည်းသိရတယ်ပေါ့လေဆိုတော့ဒီဘက်မှာလည်းဒါကျွန်တော်တို့ဒီပေါ့လေအဲ AC Milan အတင်းကတော့ကလပ်အတင်းရဲ့အာကျွန်တော်နောက်ခံကစားသမားဖြစ်တဲ့ Hernandez ကိုအေးဒီ sorry ကလပ်အတင်းဖြစ်တဲ့ AR AH လေးအတင်းကိုပြောင်းရွှေ့ဖို့အာကလပ်နှစ်တင်းကြားမှာဆွေးနွေးနေတယ်ဆိုပြီးသိရတယ်ပြောင်းရွှေ့ခြင်းနေနဲ့ကျွန်တော် Euro 30ဝင်းကျင်ပေါ့လေတန်30အပေါင်း35တန်းလောက်နဲ့ကစားသမားကိုရောင်းချဖို့ AC Milan လန်အသင်းဘက်ကကြိုးပမ်းတာဖြစ်ပြီးတော့မှဟာနန်ဒက်စ်ကတော့ပေါ့လေကျွန်တော်တို့ဒီ sorry club ကိုပြောင်းရွှေ့မယ်ဆိုတော့အသဘောတူညီမှုမျိုးပေးထားခြင်းမရှိသေးဘူးဆိုပြီးတော့ Fabrizio Romano ကပေါ်ပြထားတယ်ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်